ကျွန်တော်တို့ page မှာကဆက်ချလက်ချနဲ့ပတ်တည်ရင်လာတင်လာလို့ရပါပြီ။မင်္ဂလာပါခင်ဗျာ။ကျွန်တော်ကတော့ market ကြောကြောပေးရ market ကြောကြောပါ။ဒီနေ့ share ပြီးလောက်သွားပြီးမှအကြောင်းအရာလေးကတော့ AKK page မှာတော်တော်များများမင်းနေကြတဲ့ကိုကြီးပတ်ရိုက်လို့ရပြီလားပတ်ဖွင့်ပြီလားဆိုရယ်မိကွန်လေးကိုကျွန်တော်တီးကျင်နေကြတဲ့လူတွေကိုကျွန်တော်ပြောပြပေးမှာပါ။ဘက်ကတော့ဖွင့်ဖို့ကတော့ရှိတယ်။ဖွင့်မှလည်း80ရာခိုင်နှုန်းတော့တည်ကြပြီပေါ့နော်။အဲဒါမဲ့အစိုးရတော့တီးတီးကြကြဒီဟိုမကျင်ညာသေးဘူး။ အဲ့တော့ကျွန်တော်တို့ page မှာကဆက်ချလက်ချနဲ့ဘတ်တင်ရင်လာတင်လာလို့ရပါပြီ MPG page မှာဘတ်တင်ရင်ဗားရီလိုအပ်လဲ MPG page မှာဘတ်ဆင်တင်အဓိကအရေးကြီးဆုံးလိုအပ်တာကတော့ဟိုဖုန်းနဲ့ရိုက်ထားတဲ့ကိုယ်တိုင်ပုံတပုံလိုတယ်ပြီးရင်မိမိတို့ရဲ့ passport ရှေ့စာမျက်နှာအဲ့ဒီပြီးရင်မိမိတို့ကန်ဆောင်လာတဲ့ဖုန်းနံပါတ်ထိုင်းဖုန်းနံပါတ်ပေါ့နော်တကယ်လို့ထိုင်းဖုန်းကမရှိဘူးကိုယ်ကလည်းအဲထိုင်းကိုမရောက်သေးဘူးဘန်ကောက်ကိုမရောက်သေးဘူး ဆိုရင်ဒီဘန်ကောက်ထဲရှိတဲ့တင်ငင်းတရားရောက်လောက်ကိုဖုန်းနံပါတ်ကိုကျွန်တော်တို့ဆက်သွယ်လို့ရအောင်ပေးတာလို့ရပါပြီ။အဲ့ဒီတုံးချက်ဖေလားဆိုတော့အဲ့တုံးချက်ပေးနိုင်တော့အားလုံးပြည့်စုံသွားပြီ။ချွင်းချမ်းနေနဲ့တချို့တွေက passport မရှိကြဘူး။ passport မရှိဘူးဆိုရင်မှတ်ပုံတင်ပို့လာလို့ရတယ်။ဒါပေမဲ့မှတ်ပုံတင်ပို့ရုံနဲ့မပြီးဘူး။မှတ်ပုံတင်နေရတချို့နာမည်တွေကရေးရခက်တယ်။အဲ့တော့ကိုယ်စိတ်တိုင်းကြာနာမည်မိမိနာမည်ကိုမိမိကိုယ်တိုင်ပေါ့နော်။ I'm with the credit နာမည်ရဲ့မွေတကရရဲ့ကိုအင်္ဂလိပ်လိုအပြည့်စုံအဲရလာနှစ်အတိအကျပအောင်ကျွန်တော်တို့ page ကိုစာလေးနဲ့ရေးပြီးတော့ပို့ပေးအဲဆိုကျွန်တော်တို့ကအဲ့ဒီအတိုင်းအတိအကျပြည့်အောင်ထည့်ပေးမယ်ဒီချက်လက်တွေအားလုံးပြည့်စုံပြီလားဆိုရင်နောက်ဆုံးအနေနဲ့တစ်ချက်ကတော့တထေးရှိလားမိမိမှာကိုယ်ပိုင်တထေးရှိလားဒါမှမဟုတ်ရင်တထေးငားနဲ့တင်ပါလားအဲ့ဒီအားလေးကိုတိတိကျကျလေးကျွန်တော်တို့ပြောခဲ့ပေးတထေးငားနဲ့တင်မယ်ဆိုရင်တော့ဒီ channel တွေအားလုံးပြည့်စုံပြီ တတိရှိနဲ့တင်မဲ့လူဆိုရင်တတိရှိလို့ပြောပြီးအဲဆိုရင်ကျွန်တော်တို့ကဆက်ပြီးတော့တတိရှိတွေကဘာတွေလိုအပ်လဲတတိရဲ့စာရစာတန်းတွေဘာတွေလိုလဲအဲအဲ့ဒါတွေကကျွန်တော်တို့ကထပ်မေးပြီးတော့ချက်လက်ပြည့်စုံအောင်ပြန်တောင်းမယ်ပေါ့နော်โอเคအချက်လက်အားလုံးပြည့်စုံပြီဆိုတော့မှကျွန်တော်တို့ကပန်နံပါတ်ပေးမယ်အဲ့တော့မှကျွန်တော်တို့ငွေသွင်းပြီးတော့စင်ရင်စတင်လို့ရတယ်တတိကြီး6000တတိ9000 ပြီးပြီးွားရင်ဗာဆာရွက်ဆာရန်နေရမှာလဲပြီးွားရင်နောက်ထပ်ဗာတွေကထပ်ကုန်မှာလဲအဲ့ဒါတွေကလည်းကျွန်တော်တို့ကအမေးများကြတယ်ပေါ့နော်အဲဒီထဲမှာကျွန်တော်ရှင်းရှင်းလင်းလင်းပြပြပေးမယ်တထေးချီ6000တထေး9000အဲ့ဒီနှစ်ခုလုံးကဗာတွေရမှာလဲဆိုတော့နံပါတ်1ပထမဆုံးရမယ့်ဟာကကျွန်တော်တို့အစိုးရရုံးကတရုံဝင်ဖွင့်ပြီးတော့ကျွန်တော်တို့စရန်လို့ရရင်ပေါ့နော်အဲအစိုးရရုံးမဖွင့်သေးတော့ကျွန်တော်လည်းဘာမှလုပ်ပြလို့မရဘူးစရန်လို့ရပြီဆိုတာနဲ့ကျွန်တော်တို့က English ပထမဆုံးရလာမယ် ုတ်ပြီနော်နိုင်လေးပထမဆုံးရလာပြီးရင်ကျွန်တော်တို့ကဒီနိုင်လေးကြပြီဆိုတာနဲ့ကျွန်တော်တို့ကကြံွေရဲ့ဒုတိယအတုပ်ပေါ့နော်အဒီအခြေကျွန်တော်တို့ကတောင်းတယ်အဒီအပစံဆက်သွင်းပြီးဆိုတာနဲ့ကျွန်တော်တို့ကဒီဒီတွစ်ရှစ်ပကံတို့ဒီဝပမက်ပိုးတို့ပါတို့ကျွန်တော်တို့ကငွေရှင်းလိုက်ဟုတ်ပြီနော်အဲ့တော့တွစ်ရှစ်ပကံလည်းရမယ်ဒီဝပမက်ပိုးကျွန်တော်တို့တစ်ထောင်တစ်ထောင်လည်းစာရွက်လည်းရမယ်ပြီးရင်နောက်ဆုံးအဆင့်မှာကျွန်တော်တို့ကဘိုင်နူးမဲဆက်ထွက်လာဘိုင်နူးမဲထွက်လာပြီးပြီဆိုရင်တော့ကျွန်တော်တို့ရဲ့လက်ရှိ အခုကျွန်တော်တို့တွင်လာတဲ့ဥစ္စာကပြီးသွားပြီပေါ့နော်အဲ့ဒါပြင်ဘာတွေထက်ကုန်မလဲဆိုပုံကြိုက်စိတ်ကရှိသေးလားဆိုရှိသေးတယ်ဒီစာရွက်စာတမ်းတွေဆိုတာကျွန်တော်တို့ကဒီဘဏ်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေပဲရှိသေးတယ်အဲ့တော့ကို့မှာကလက်ရှိကို့မှာလက်ရှိအခုဘာတွေရှိလဲဆိုတော့စာအုပ်ပေါ့နော်ပထမစာအုပ်ရှိခဲ့တယ်ပထမစာအုပ်ရှိခဲ့တယ်ဆိုရင်ဒီဘက်တရာစာရွက်စာတမ်းအချက်လက်တွေကိုကျွန်တော်တို့ကစာအုပ်ထဲကိုနန်းအန်လီဗီဇာထည့်ရမယ်နန်းလီဗီဇာထည့်ရင်ဘယ်လောက်ပုံလဲဆိုတော့ကျွန်တော်တို့ရုံးအယူလေးရှိပေါ့နော် နှစ်ထောင်အဲဒါမို့နှစ်ထောင်မှာရကုန်အဲ့ဒါကကြတော့ကိုရဲ့စာအုပ်ထဲမှာလက်ရှိရှိနေတဲ့ဗီဇာရဲ့ပြဿနာနဲ့ဆိုင်တယ်ယူယူရှော့ရှူထည့်လို့ရတဲ့အားဆိုရင်နှစ်ထောင်ကြမယ်ဒါမှမဟုတ်ပဲနဲ့ဒီ ID ဗီဇာကြံနေသေးတာတို့အဲလေဗီဇာတက်တက်မကုန်သေးတာတို့အဲဒီလိုမျိုးဟာတွေဆိုကျွန်တော်တို့တရုံမြေတရုံပြောင်းထည့်ရတဲ့အတွက်2500လောက်ကြာပြီးရင်ပန်းရောက်ကထုတ်မယ်ဆိုရင်ကျွန်တော်တို့က1000ကြာလာပြီးရင်နောက်ဆုံးမဖြစ်မနေလူတိုင်းမဖြစ်မနေအမြဲတမ်း3လတစ်ချိန်ကုန်နေမယ်ကောက်စစ်ဝမ်း ်။ ITD report ပေါ့နော်။အဲ့ဒီဟာကတော့130ကျွန်တော်တို့ယူ။အဲ့ဒီဟာတွေကထက်ကုန်မှန်။ဒါတွေကလည်းကျွန်တော်တို့ကအမြဲတမ်းအကြောင်းကြားပေးနေမှာပေါ့နော်။အဲ့တော့ကိုကုန်သွားခဲ့ရင်လည်းစိတ်ပူကြမလို့ကျွန်တော်တို့ကအမြဲတမ်းပြောပေးနေမှာ။ KVP မှာတိုက်ရိုက်ပြီးပြီငွေစာသွင်းပြီးပြီဆိုရင်ဘလို့အကြောင်းပြန်ပေးမှာလဲ။ Okay ငွေသွင်းပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဘက်ကတော့အစင်းတိကျသွင်းလိုက်ပြီလို့ပထမဆုံးအဆင့်ကျွန်တော်တို့ကအကြောင်းပြန်ပေးမယ်။ ပြီးွားရင်ကျွန်တော်တို့ကဘာတွေထပ်ပို့လာပေးမလဲဆိုတော့တရက်နဲ့တော့စောင့်ပြရမယ်ကျွန်တော်တို့အလှည့်ကြလောက်ပေးနေတာဖြစ်တဲ့အတွက်အမ်လူတိုင်းဟိုမိမိတို့ရဲ့ကိုယ်ပိုင်နံပါတ်ကိုကျွန်တော်တို့ကပေးမယ်အဲကိုယ်ပိုင်နံပါတ်ကိုကျွန်တော်ကဘာနဲ့တွဲပေးမှလဲဆိုတော့နာမည်ရယ်မွေးတက္ကရရယ်ကျွန်တော်အပြည့်စုံတွဲပြီးတော့ပေးမယ်ပြီးရင်ကျွန်တော်တို့ရုံးတင်ပြီးကြောင်းတခါတည်းအတိပေးမယ်အဲ့တော့လူတိုင်းကိုရှိမှလာတင်ပြီးပြီဆိုတာနဲ့တရက်နဲ့နေဆိုတာနဲ့ကိုယ့်ရဲ့နာမည်ရယ်ပေးမှကိုယ်ပိုင်နံပါတ်ရမယ်ကိုယ်ပိုင်နံပါတ်ဥပမာ ကျွန်တော်တို့ရှိမှလာတင်တဲ့ချိန်မှာယာကန်န်းရှိတယ်ဆိုရင်နံပါတ်ကယာကန်န်းဖြစ်လိုက်မယ်။ထောင်ကန်န်းဖြစ်သွားတယ်ဆိုရင်ထောင်ကန်န်းဖြစ်လိုက်မယ်။အဲ့ဒီနံပါတ်တွေကဘယ်ချိန်ထိမှအသုံးဝင်လဲဆိုတော့ကျွန်တော်တို့တွေနဲ့တွေ့ပြီးလို့ရုံးမှာလက်ဝိနေတာတို့ပါတို့လောက်တဲ့အဆင့်တွေမှာလည်းအဲ့ဒီအဆင့်တွေမှာလည်းကျွန်တော်တို့နဲ့တွေ့ပြီးအချိန်ညာအဲ့ဒီနံပါတ်တွေကိုကျွန်တော်တို့ခေါ်ပေးမှာလူနံပါတ်2နဲ့ပစီနံပါတ်ကတယောက်တစ်ခုပဲမတူလုံးဝမတူနိုင်အောင်ဟုတ်ပြီနော်အဲ့ဒီရပေးမယ်ပြီးရင်တော့ကျွန်တော်တို့ကအာနံပါတ်ရဲ့နာမည်ရဲ့မွေးတက်ရဲ့တွဲပြီးတော့ရုံးတက်မိကြအောင်ကျွန်တော်တို့က အဲ့ဒီစာလေးပို့လိုက်တယ်ပေါ့နော်ပြီးရင်တခါတည်းနာမည်မွေးနေ့မှတ်မှာတခါတည်းစစ်ကိုင်းတယ်အဲ့ဒီချိန်မှာကိုယ့်ရဲ့နာမည်တွေမွေးနေ့တွေမှားနေတယ်ကျွန်တော်ရေးရတာမှားနေတယ်ဆိုရင်လည်းကျွန်တော်ကိုတခါတည်းပြောလို့ရတယ်ကျွန်တော်တို့ကတခါတည်းတန်းပြင်ပြီးမှာကလေးလေးတွေရှိကြတယ်တချို့တွေကအာကလေးပဲပါလာတယ်ပေါ့နော်အဲ့ကလေးတွေရောမိကိုယ်ပဲတင်ပေးလို့ရလားဆိုတော့ပြီးရင်ဘာတွေလိုအပ်လဲဆိုတော့အံကလေးတွေပါလာရင်ကျွန်တော်တို့ကတင်ပေးလို့ရတယ်ဘယ်လိုမျိုးတင်ပေးလို့ရလဲဆိုမိကိုယ်ပဲတင်မဲ့ကလေးမူရှင်ရင်တွေက မိဘနာမည်ပေါ့နော်အကလေးမူရှင်းတဲ့ကမိဘနာမည်ကဒီအခုလူတစ်ပတ်လာတဲ့နဲ့လူနဲ့နာမည်တူနေရမှာပြောချင်တာကဒီအခုဘတ်ထဲဘတ်လာတဲ့နဲ့လူကဒီကလေးကလည်းမူရှင်းတဲ့မှာသူ့နာမည်ပါနေရမှာအဲ့ဒီလိုမျိုးတင်ရမှာပြီးရင်အချက်လက်တွေကျွန်တော်တို့ပြည့်စုံအောင်ပြီးကျွန်တော်တို့ကတင်ပြလို့ရတယ်။ဒါတွေအချက်လက်တွေလိုမှလဲဆိုတော့မိကုမတ်တင်မဲ့ကလေးရဲ့နာမည်နောက်ပြီးတော့ကလေးရဲ့ passport ရှိပါကကလေးရဲ့ passport ပုံပေါ့နော်ရှေ့မျက်နှာစာ ပြီးရင်ဗမာပြည်ကကလေးရဲ့မွေးစည်းရင်ပြီးရင်ကလေးရဲ့ဓပုံဒီလိုမျိုးလေးထားပြီးတော့ရိုက်ထားတယ်ကလေးရဲ့ကိုယ်တိုင်ပုံဖြစ်ဖြစ်အပြည့်ပုံဖြစ်ဖြစ်ပေါ့နော်အဲဒီပုံလေးတစ်ခုလိုတယ်ပြီးရင်ခုနကဗမာပြည်မွေးစည်းရင်ကိုနှုတ်ဖြည့်ပြန်လာတယ်ဘာသာပြန်လာတယ်အင်္ဂလိပ်လိုပဲဖြစ်ဖြစ်ထိုင်းလိုပဲဖြစ်ဖြစ်ပေါ့နော်အဲဒီစာရွက်တရက်လုံးမယ်တကယ်လို့အဲဒီစာရွက်မရှိဘူးဆိုရင်လည်းကျွန်တော်တို့ကဒီဘာသာပြန်လုပ်ပြီးတဲ့600ကျမ်း ဒါကတော့ကလေးမွေးစင်းဘာသာပြန်မရှိရင်600ပေါ့နော်အဲ့တော့ကလေးမိကိုဘက်တင်တာရောပတ်စံကုန်လာဆိုတော့လောလောဆယ်ကတော့မကုန်သေးဘူးဒီဥစ္စာကိုကကျွန်တော်တို့က free တင်ပေးမှာဆာရွက်ဆာတန်းဆာရွက်တရွက်ရလာမှာပေါ့နော်မိကိုဘက်ဒီတင်တာကြောင့်ဆာရွက်ရလာဘယ်ချိန်မှာကုန်မှာလဲဆိုတော့ပန်းရောက်ကထုတ်တဲ့ချိန်တိုင်းကုန်မယ်ပန်းရောက်ကကိုလူကြီးပန်းရောက်ကထုတ်တဲ့ချိန်တိုင်းကလေးကလည်းပန်းရောက်ကထုတ်မယ်ဆိုရင်ကလေးပန်းရောက်ကတော့1500လောက်ကျလိမ့်မယ် PG ပေါ့နော်အားဒီကအဲ့တော့1500လောက်ကျလိမ့်မယ်အဲ့ဒါကလေးမိကိုဘက်ကိစ္စပေါ့ လူတစ်ပတ်တင်လာပြီးတော့อืม ID ဗီဇာတို့ဒီယာဗီဇာတို့အဲ့ဒီဗီဇာတွေကကိုယ့်ထဲမှာလည်းရှိနေတယ်တက်တန်ဆက်တိုးတာပြေးဖို့လိုလားပေါ့เนาะโอเคရုံးကတင်လာတယ်အစိုးရကဘာမှမပြောလာသေးဘူးအဲ့ဒီလိုမျိုးချက်ချက်ချင်းကြရင်ကျွန်တော်တို့ဒီ market ကြော်ကြော်ရုံးကဆာရွက်ဆာရန်တစ်ခုခုဘာမှမရသေးခြင်းမှာကိုက overstay အဖြစ်မခံနိုင်ဘူးဆိုရင်တော့လက်ရှိကိုတုံးနေတဲ့ဗီဇာတစ်မျိုးမျိုးမဖြစ်မနေဆက်တိုးပြီးတော့စောင့်နေပေါ့เนาะ ဒီမင်းဆိုရင်လမ်းမဖြစ်တဲ့အချိန်ညာကျွန်တော်တို့လည်းယူအောင်မဖွင့်နေတော့ဘာမှလုပ်ပြီးလို့မရသေးဘူးအဲ့တော့မဖြစ်မနေပြီးじゃအဟောင်းတစ်မျိုးမျိုးကဇက်တိုက်တိုးသွားတဲ့။ Okay ဒီတစ်ဘက်ကလည်းရိုက်ထားခြင်းတယ်။ကိုယ့်ရဲ့လက်ရှိထဲမှာ EDB ဓာတ်ကလည်းရှိနေတယ်။အရိယာကိုလည်းကိုကအစွန်းလုံးမခံနိုင်သေးဘူး။အဲ့ဒီလိုမျိုးဆိုရင်ဒီစာအုပ်ထဲကိုဒီအလုတ်သမားပြည်သားနိုင်လေးပြည်သားဘယ်ချိန်ဒီနောက်ဆုံးထားပြီးတော့ထည့်လို့ရတယ်ပေါ့နော်။တချို့တွေကလည်းမေးတယ်။ Okay အဲ့ဒါဆိုရင်ကျွန်တော်အကြံပေးချင်တာကတော့ဒီဘက်ကိစ္စမှာ နောက်ဆုံးအဆင့်အား လက်ခွေနဲ့ရဲ့အဆင့်ပေါ့နော်အစိုးရရှိမှထိုင်းအစိုးရရှိမှဒီဘက်ရိုက်ထားပြီးတော့ဒီဘက်ရဲ့ဒီဆာရွက်ဆာတန်းနဲ့အချက်လက်နဲ့လက်ခွေသွားမနှိပ်လိုက်သေးတဲ့ရွေးကပြဿနာမရှိဘူးအဲ့တော့လက်ခွေကိုနောက်ဆုံးအနေနဲ့လက်ခွေလာနှိပ်လိုက်လက်ခွေနှိပ်ပြီးသွားရင်စားအုပ်ထဲကိုနန်းလေးပြီးသားမထည့်သေးပဲနဲ့ပူတာပေးလို့ရတယ်အဲ့ဒီတော့ဘန်နဲ့ပတ်သက်တဲ့အပိုင်းမှာလေ80ရာခိုင်နှုန်းလောက်ကပြီးသွားပြီ ဟုတ်ပြီနော်အဲပြီးသားပြီအဲ့တော့ကိုကလက်ရှိ ED visa မှာလည်းကိုကဒီကောင်နဲ့73ညနေသေးတယ်ဆိုရင်နန်းအလီ visa ကိုဒီ battery ဟာကလက်ဝတ်နှိပ်ပြီးတော့ဟိုးထားလိုက်ရတယ်ပြီးရင်ဒီတဲ့အချက်လက်ကိုဒီစာအုပ်ထဲကိုနန်းအလီ visa အနေနဲ့လာမထည့်ပြီးပဲနဲ့ဟိုးထားလိုက်ဘယ်ချိန်ထိဟိုးလို့ရလဲဆိုတော့2026ဘယ်နှလပိုင်းဒီဟိုးလို့ရမလဲဆိုတော့ကျွန်တော်တို့မသိသေးဘူးပေါ့နော်အဲ့ဒီချိန်ထိနောက်ဆုံးဒီစာအုပ်ထဲကိုနန်းလေး visa နောက်ဆုံးထည့်ရမယ့်အချိန်ဒီမထည့်ရင်တော့ဒီဘက်ကတည်သွားမှာပေါ့ ဒီကြားထဲမှာတတ်မှတ်ချက်မရှိသေးတဲ့အချိန်တွင်ကတော့ပို့တာပြုလို့ရတယ်။အဲ့တော့ပြောချင်တာကဘက်ကိုကလည်းရိုက်ထားခြင်းနဲ့ဒီလက်ရှိဗီဇာကိုကလည်းကိုကဆွန့်လို့မခံနိုင်ဘူးဆိုရင်ခုနကျွန်တော်ပြောတဲ့ပုံစံတိုင်းနှမျိုးရနာလို့ရတယ်။လက်ဝတ်နှိုက်တာလား။ဒီဒီဒီလက်ရှိကိုအီဒီဗီဇာတို့ပါတော့ဗောနော်အဲ့လိုမျိုးဗီဇာတမျိုးမျိုးနဲ့ကိုချောက်သွားနေလို့ရတည်တယ်။ဘာရိုက်ပြီးရောထိုင်းပန်ကောင်းပွင့်ဖို့ဟို MKKP ကလောက်ပြီလာဆိုပြီးတော့မေးကြတယ်ဗောနော် ကျွန်တော်တို့ကတော့ဒီဘရရဲ့ဗန်ဖွင့်မှုအတွက်တော့တတိထောက်ခံစာတို့တတိမပုံတင်တို့အိမ်အောင်ယူတတိမပုံအိမ်အောင်ယူတို့ပါလို့တတိကကိုတန်းလည်းမပေးဘူးအဲ့တော့ကျွန်တော်တို့ကလည်းပေးလို့မရဘူးဒါပေမဲ့ဒီ MKK ပြရနေလုတ်ပြလိုက်တဲ့ဒီဆာရွက်ဆန်တန်းနေနဲ့ကိုတိုင်းသွားပြီးတော့ဗန်မှာသွားရန်နာလို့ရလာတဲ့ဖွင့်လို့ရသွားတဲ့ customer တွေလည်းအများကြီးပေါ့နော်သူတို့ဖွင့်လို့ရသွားတဲ့ဒီဗန် location လောက်တော့ကျွန်တော်တို့ကပြန် share ပေးလို့ရတယ်ခင်ဗျာ လက်ပွေနေပန်းရောင်ကထုတ်ရင်အပုတ်ဂျိုလုတ်ပေးသလားကိုတဲ့အာလက်ပွေနေပန်းရောင်ကထုတ်ရင်ကျွန်တော်တို့ MKG ရုံးကအပုတ်ဂျိုမလုတ်ပေးခင်ဗျာဒီကျွန်တော်တို့ဒီ market ကြောကြောရုံးမှလာတင်တော့များသောအားဖြင့်တော့ ID square ဝင်ကျင်မှာပဲရုံးပေါင်းဆောင်အကုန်ရှိတယ် ID square မှာလည်းလက်ပွေနေဖို့လာရမယ်ပန်းရောင်ကထုတ်ရင်လည်း ID square နားမှာပဲကျွန်တော်တို့ပန်းရောင်ကထုတ်တဲ့ရုံးနှစ်ရုံးရှိတယ်အဲ့ဒီရုံးကိုပဲကိုယ်တိုင်လာမှာကျွန်တော်တို့ကအာ လာတဲ့ချိန်ကျရင်ကျွန်တော်တို့ကအသေးစိတ်ချိန်ပြီးမယ်ဘယ်လိုလာရမယ်ပြီး location တွေပါပို့ပြီးမယ်တယ်လီဂရမ်နဲ့တက်ရမယ်အထက်ဒီပါတွေရာစပေါ့နော်ကျွန်တော်တို့လည်းရုံးမှကိုယ်တိုင်စောင့်နေပြီးမယ်လက်ရှိ MPKP ကကျွန်တော်တို့ run နေတဲ့ပုံစံကိုကျွန်တော်အသေးစိတ်ရှင်းပြမယ်နော်အချင်းကျွန်တော်တို့ပြေးမှာမနက်၈နာရီရနေပြီးညနေ9နာရီကျွန်တော်တို့စာပြန်တဲ့ညီလေး၅ရောက်ရှိတယ်။ပို့လာတဲ့ချက်လက်တွေကိုကျွန်တော်တို့ကစစ်ပြီးတယ်။ပြည်စုံရင်ငွေစောက်ပေါက်တယ်။ဝေဝင်လာပြီဆိုရင်လည်းကျွန်တော်တို့ကအလုပ်ဆက်မှတ်တယ်။ ဲ့တော့ညီလေးတွေမှတ်ထားပြီးတဲ့ငွေဝင်လာတဲ့သူတို့မှတ်ထားပြီးတဲ့လူတွေရဲ့စီရင်မှန်တမ်းများကိုကျွန်တော်တယောက်တည်းပဲတိုင်ခံရှိပြီးတယ်။ဗာတွေရှိပြီးလဲဆိုတော့ပုံ background ပြင်ပေးတာတို့ဒီလူတစ်ပတ်နဲ့ပတ်သက်တာကိုပြောတာနော်။အပုံ background ပြင်ပေးတာတို့နာမည်မွေးနေ့တွေစစ်တာတို့အဲတချို့တွေ password မျက်နှာလောက်ပဲပို့လိုက်တယ်လို့ဆိုအဲ့ဒီတွေကချက်လက်တိုင်းကျွန်တော်ကိုယ်တိုင်ဒီချာရေးပြီးတော့အဲနံပါတ်နဲ့နာမည်နဲ့တွဲပြီးတော့ကျွန်တော်ကယုံကိုတင်တဲ့အဆင့်ကိုကျွန်တော်ကိုယ်တိုင်မလုပ်တယ်။ပြီးရင် customer ကိုလည်းနံပါတ်နာမည် ပို့တယ်ယုံတွေ့မိကြအောင်အကြောင်းပြန်ကြတာလဲအဲ့ဒါလဲကျွန်တော်တယောက်တည်းပဲဘာကြောင့်တယောက်တည်းလှုပ်လဲဆိုတော့ဒီဥစ္စာတွေကကြတော့ဒီတယောက်လည်းလှုပ်တယ်ဒီတယောက်လည်းလှုပ်တယ်လွဲသွားရင်ဘယ်သူလှုပ်လို့လှုပ်မှန်းသိမှာမဟုတ်အဲ့ဒါကြောင့်မို့ကျွန်တော်တယောက်တည်းပဲလှုပ်တယ်အဲ့တော့မှန်းလဲကျွန်တော်တာဝန်မယ်ကျွန်တော်တယောက်တည်းပဲတိုင်ခံဖို့ဖြစ်ပေးတယ်အဲ့တော့ဒီချိန်ကနေစပြီးတော့အဲ့နံပါတ်နံပါတ်ပေးရပြီဆိုတော့ချိန်စပြီးတော့ဒီ customer တွေအားလုံးရဲ့ data တွေကိုကျွန်တော်တို့ကအသေးစိတ်ပြီးတော့စပြီးတော့တင်တာပြီအဲ့ make sure ပေးလိုက်တဲ့နံပါတ်တွေကစပြီးတော့တင်တာပေါ့နော်လက်ဖွဲ့လာနေတဲ့နေကြရင်လည်း ဂျုံမှာလူ200 300လာနေပြီချိုးဂျုံနေရှိတယ်လူတွေအများကြီးလာတယ်ဒါကြများလူတွေကိုနံပါတ်တွေအတကုံအော်ခေါ်တယ်ရှာလို့မတွေ့ဘူးလူတွေကမရောက်သေးတာရောပါရောဗောနော်အကျွန်တော်တို့ဒီဂျုံကကြတော့ဒီ system တစ်မျိုးနဲ့ပဲသွားတယ်ဆာရွက်တိုင်းကိုကျွန်တော်တို့ကအကုန်လုံးအစင်လိုက်စီထားတယ်အဲ့တော့ဒီအနားကိုရောက်လာတဲ့လူကိုကျွန်တော်ကနံပါတ်နံပါတ်မေးလိုက်တယ် okay နံပါတ်ပြောပြီးဆိုရင်အဲ့ဒီလူကိုကျွန်တော်နံပါတ်သူမှတ်မိလားမေးတယ်မမှတ်မိဘူးဆိုသူ့မွေးနေနေတူတယ် ညာသွားဖေးကတော့တော်တော်များများတော့ကျွန်တော်တို့နံပါတ်နံပါတ်ပြောလိုက်တာနဲ့သူ့နံပါတ်ပြောလိုက်တာနဲ့ကျွန်တော်တို့ကအဲ့နံပါတ်ဆွဲထုတ်လိုက်တယ်နာမည်မှန်တယ်ကိုပုံမှန်လားစစ်တယ်မှန်ပြီဆိုကျွန်တော်တို့ကတခါတည်းဆွဲထုတ်လိုက်တယ်တန်းစီခံလိုက်တယ်လူတွေထက်တယ်လဲလဲမရောက်လာသေးတဲ့လူတွေပဲကျွန်တော်ကရှာတာတွေပဲမလုပ်ဘူးကျွန်တော်တို့ကရောက်လာတဲ့လူကိုအရင်ဆုံးစစ်ထုတ်လိုက်တယ်အဲ Okay နောက်ဆုံးကျွန်တော်နားမှာလူကုန်သွားပြီဆိုတဲ့အချိန်တိုင်းကျန်တဲ့လူတွေကိုကျွန်တော်တို့ကဆက်တယ်ပြီးရှာပေးတယ်အဲဒီကြားထဲမှာလည်း ကျွန်တော်တို့ရှိဖုန်းဝင်လာတာတွေပါယူပဲဖြည့်ပေးတဲ့လူက2ယောက်3ယောက်ကလူသွားရှာပေးတာတို့ပါလို့ပေါ့နော်အဲဒီလူတွေကလည်းအစင်းသိရှိတယ်အဲ့တော့ကျွန်တော်ပေးလိုက်တဲ့နံပါတ်ကအဓိကပဲအဲ့နံပါတ်ကမိတ်ဆွေတို့ဒီ password တက်တန်းဒီဒီဘတ်တက်တန်းမကုန်မချင်းဒီကျွန်တော်နံပါတ်နံမဲလေးတွေနဲ့ပဲစကားပြောပေးမှာပေးချိန်မှာကျွန်တော်အဲ့ဒီနံပါတ်တွေကိုပြောင်းပလိုက်လဲဆိုတော့စာအုပ်ထဲကိုနန်းလေးပြီးကြထည့်ပြီးွားတဲ့ချိန်တိုင်းကျွန်တော်နံပါတ်နဲ့ password ဒီနာမည်နဲ့ပေါ့နော်နာမည်နဲ့ကျွန်တော် password number နဲ့ကျွန်တော်ဖန်တွဲလိုက်တွဲလိုက်တော့အဲ့တော့လူတယောက်ကိုကျွန်တော်တို့အချက်လက် data မှာကျွန်တော်တို့ကတေချာစနစ်တကျသိမ်းထားပြီးတဲ့အတွက်ကို account ပြတ်သွားရင်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရှိကိုလာပြီးတော့စကားလက်ပြန်ပြောရင်အများကြီးအရှိဝေးကြီးရှင်းပြကြမှာလို့ကိုရဲ့ password မျက်နှာလောက်လေးပို့လာခဲ့လိုက်ကျွန်တော်တို့ရှာပေးလိုက်မယ် password မရှိတဲ့လူဆိုရင်တော့မှကိုရဲ့နာမည်ကိုမှောင်ရေးလိုက်ပဲအမှုလက်ထဲမှာရှိတဲ့စာရွေးရဲ့ရောက်ပုံရိုက်ပို့လာပြီ ငွေနေ့လောက်လေးပြောလာပြီကျွန်တော်တို့က5မိနစ်လောက်အတွင်းမှာကျွန်တော်တို့ကပြန်ရှာပြီးလို့ရတယ်ဟုတ်ပြီနော်ပြီးရင်နောက်ပြီးတော့ယုံနေမှာတွေ့တဲ့ကျွန်တော်တို့လူတွေရဲ့အချက်လက်တွေ data တွေပုံတွေအာလူဘလောက်ရကျွန်တော်ဘယ်တော့မှတင်မှာမဟုတ်ဘူးကျွန်တော်ဒီတိုင်းနာမည်လေးတွေနဲ့ပဲဆင်းရင်သွားမှာပေါ့နော်ဟုတ်ကဲ့ပါ customer တွေကတော်တော်များများမိကြတယ် customer account တွေကတော့ပြဿနာမရှိဘူးပေါ့နော်ကျွန်တော်ကဒီမှာ passport ဘာညာလောက်နေတော့16နှစ်ရှိသွားပြီဘန်ကောက်မှာ ကစားမအတိတ်တွေကြတော့အခုမှတည်ရမိုက်ကယ်ကျော်ကျော်ကယုံရရလားအဲ့အဲ့ဒီမိကွန်ကျွန်တော်လာမေးရဲ့လူဆိုကျွန်တော်ကသူတို့ပြောလိုက်တယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကျွန်တော်ရဲ့ page ကျွန်တော် contact ကိုပေးရရတာလေအဲ့ဒီသူ့ကိုပေးလိုက်တဲ့လူကိုမေးရမှာပေါ့နော်ကျွန်တော်လာမေးတာကြတော့မှားနေတယ်ကျွန်တော်ကလူတိုင်းကတော့ကိုယ့်ကိုယ်ကိုအကောင်းကြီးပဲပြောတာပဲကျွန်တော်ကကြတော့ကိုယ့်ကိုယ်ကိုဟာယုံရပါတယ်ကောင်းပါတယ်လို့ပြောရတာကျွန်တော်ဒါအရှက်တယ်အဓိကကအလုပ်ပဲလုပ်ချင်တာ အဲ့တော့အဲ့ဒီမိကွန်ကကျွန်တော်မေးမဲ့စာကိုကွန်တက်ပေးလိုက်တဲ့လူကိုမေးကိုကဒီမက်ကကြွကြွယုံရလဲလားပေါ့နော်အဲ့ဒီလိုမျိုးမေးလိုက်တာကပုံပြီးတော့နောက်နှစ်ဖက်လုံးအတွက်အဆင်ပြေစေတယ်လက်ရှိကျွန်တော်တို့ page ကိုဝင်လာပြီဆိုတာနဲ့လုံးဝတခြားစုံစမ်းပြီးတော့မှဝင်လာတာနောက်နှစ်ဖက်လုံးအတွက်ပို့ပြီးတော့ကြိုးရှိတယ်ပေါ့နော်အဲ့လက်ရှိကျွန်တော်ကြောင့်ဒီဘန်ကောက်မှာမျက်ရည်ကြဘူးရဲ့လူလည်းမရှိတလောက်ပါပဲအဲစကားများသွားတာတို့အဲဒီ ကတော့ကစားဖြစ်သွားတဲ့လူတွေတော့ရှိတယ်ပေါ့နော်အဲ့ဒီ customer တွေတော့ရှိတယ်ဒီလောက်ပဲဟိုအမာရင်းပညာတော့ကျွန်တော်မရှိတဲ့လောက်ကိုနေတယ်ဒီတက်ပို့ပြီးတော့တည်ကျင်တာလေးရှိရင်လည်းကျွန်တော်ကိုလာမေးလို့ရတယ်ပြီးရင်ဒီ pay ရဲ့ချက်ပေါက်ကနေပဲဖြစ်ဖြစ်ပုံမှန်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအမြဲတမ်းဒီဗီဒီယိုလေးတွေလုပ်ပြီးတော့ကျွန်တော်တို့ကဖြေလို့ရတာလေးတွေဆိုကျွန်တော်ကတင်သွားပေးမယ်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျွန်တော်ကကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ